ြာသားသမီးမိတ်ဆွေတွေဟာဒီနှစ်မှာအစအစရာရာခံဒီတရားတွေနဲ့တီးခံမှုတွေနဲ့ဖြတ်တန်းမယ်ဆိုလို့ရှိရင်အစအစရာရာအောင်မြင်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့စိတ်ကိုအကျိုးရှိရှိအသုံးချနိုင်မယ်ဆိုလို့ရှိရင်စိတ်ရှည်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရည်ရွယ်ရာပန်းနိုင်ကုန်လည်းပဲဒါအောင်မြင်မှုတွေနဲ့ဒါရောက်ရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ဒီ88ခုနှစ်မှာတောက်ကြသားသမီးမိတ်ဆွေတွေအားလုံးအတွက်ကျွန်တော်စီးပွားရေးအလုပ်ကိုင်းလေးတွေကိုကျွန်တော်စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့တောက်ကြသားသမီးမိတ်ဆွေတွေဟာဒီ88ခုနှစ်မှာဆိုလို့ရှိရင်ရဲဝေပြည်ပတွေနဲ့ချိတ်ဆက်ပြီးတော့လုပ်ကိုင်းရတဲ့လုပ်ငန်းတွေဒါမှမဟုတ်လို့ရှိရင်ဆက်ဆက်ပြီးတော့လုပ်ကိုင်းရတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းလေးတွေအကူအညီကောင်းလေးတွေအဆက်အသွယ်ကောင်းလေးတွေပြန်လဲပြီးတော့ရရှိတတ်ပါတယ်။ အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ80နဲ့80ခုနှစ်မှာဆိုလို့ရှိရင်လက်ရှိလောက်ကိုင်းနေတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ပြောင်းလဲလို့စိတ်မကြာခဏဖြစ်ပေါ်တတ်တယ်။နော်အဲ့တော့ဝန်ထမ်းတွေနဲ့ပတ်သက်လို့ရှိရင် အလုပ်ထွက်ရတာမျိုးတွေဒါမှမဟုတ်လို့ရှိရင် မိတ်ဆွေတို့အနေနဲ့လက်ရှိလောက်ကိုပြောင်းကျင်တာမျိုးတွေအလုပ်ချင်းကျင်တာမျိုးတွေစိတ်ထဲမှာမကြာခဏဖြစ်ပေါ်တတ်တယ်။အဲ့တော့ယာရုတို့စာမဝဲဖြေဆိုးထားတဲ့သူတွေဆိုလို့ရှိရင်ယာရုတို့တက်ကိန်းတွေကျုံဝတတ်တယ် ပြီးသွားလို့ရှိရင်နောက်တစ်ခုအနေနဲ့ခုနကတော့အလုံးနဲ့ပတ်သက်ပြီးတော့အလုံးလျှောက်ထားထားတဲ့သူတွေဆိုလို့ရှိရင်အလုံးကောင်းလေးတွေနေရာကောင်းလေးတွေအခွင့်အလမ်းကောင်းလေးတွေအကူအညီကောင်းဆက်သွယ်ကောင်းတွေရရှိတတ်တယ် အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်မိမိလက်ရှိလောက်ကိုင်းနေတဲ့အလုံနေရာဌာနပန်းဝင်းကျင်မှာဆိုလို့ရှိရင်မိမိထက်ဂုံအားဖြင့်ကြီးတော်သူတွေအသက်အားဖြင့်ကြီးတော်သူတွေဟာမိမိကိုခုနကတော့အကူအညီကောင်းလေးတွေပေးတတ်တယ်။ပြီးသွားလို့ရှိရင်နောက်တစ်ခုအနေနဲ့အကြံဉာဏ်ကောင်းလေးတွေပေးတတ်တယ်။အဲ့တော့အဲ့ဒီမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဗာလဲဆိုလို့ရှိရင်တရင်ကောင်းလေးတွေမကြာခဏကြုံရကြားရတာမျိုးလေးတွေကြုံရတတ်ပါတယ်။ ဲ့တော့ငွေကန်နဲ့ပတ်သက်လို့ရှင်ဒီနှစ်မှာဆိုလို့ရှင်ငွေကြေးနဲ့ပတ်သက်လို့ရှင်ငွေဝင်လမ်းကြောင်းလေးတွေကဖြောင်းပြူးနေတယ်ဆိုပေမဲ့လည်းပဲငွေကန်လေးတွေကောင်းနေတယ်ဆိုပေမဲ့လည်းပဲမိမိရှာဖွေလို့ရတဲ့ငွေတွေကမိမိသိမ်းဆီးထားတဲ့ငွေတွေကဆွေမျိုးသားချင်းညီကောင်မောင်နှမเนาะဒါတွေနဲ့ပတ်သက်ပြီးတော့မိမိရဲ့ငွေတွေကကုန်ခန်းသွားတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့ဒီနှစ်မှာဆိုလို့ရှင်တော့ငွေကြေးနဲ့ပတ်သက်လို့ရှင်ဆွေမျိုးသားချင်းညီကောင်မောင်နှမတွေနဲ့ပတ်သက်ပြီးတော့အစိတ်တောက်ဖြစ်စရာကိစ္စလေးတွေကြုံရတတ်တယ် ဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနှစ်မှာဆိုလို့ရှိရင်မိမိကိုယ်တိုင်လည်းပဲပေါ့နော်ငွေစုလိုခြင်းစိတ်ရောနေနေတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အလောက်ကင်နေနဲ့ပတ်သက်ပြီးတော့လေအခက်ခဲလေးတွေအနှဲငယ်ရှိနေတယ်ဆိုပေမဲ့လည်းပဲကြော်လွားနိုင်တယ်အေးစေးစေးဖြတ်တန်းလို့ရတယ်အဲ့တော့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်းပဲတိုးတက်ကင်းလေးတွေကြုံရတတ်တယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနှစ်မှာဆိုလို့ရှင် ဖြည်းဖြည်းမှန်မှန်လေးနဲ့တီးခန့်ခြင်းတရားတွေနဲ့ဖြတ်တမ်းမယ်ဆိုလို့ရှင်เนาะအောင်မြင်မှုတွေမဟုတ်ချမလွဲမသွေရရှိစေမှာပဲဖြစ်ပါနဲ့အဲ့တော့ဒီနှစ်ကသူများရဲ့ကိစ္စတွေကိုကိုကအကူအညီပေးရတဲ့နှစ်တစ်နှစ်ဖြစ်တယ်အဲ့တော့အစားအစာအရာရာဒီနှစ်မှာတတိထားပြီးတော့လောက်ကြိုင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါနဲ့အဲ့တော့နံမယ်တွေနဲ့ပတ်သက်လို့ရှိရင်ဒီနှစ်မှာ တောက်ကြာနံနဲ့စပြီးတော့အင်္ဂါနံတွဲလုံးပါတဲ့နာမည်တွေเนาะအဲ့တော့နာမည်မှာဆိုရင်တနဲ့ဟနဲ့စပြီးတော့စစဇဇညနဲ့ တွဲလုံးပါတဲ့နာမည်တွေအဆုံးတတ်ထားတဲ့နာမည်တွေဆိုလို့ရှိရင်ဒီနှစ်မှာအစင်မပြေမှုလေးတွေကြုံရတတ်တဲ့ပတ်ခတ်သွားပြီးတော့မိနေတယ်မိမိတို့ရဲ့စိတ်တွေအလိုလိုနေနဲ့စိတ်တွေရှုပ်ထွေးနေတာမျိုးတွေစိတ်တွေမကြည်လင်းနေတာမျိုးတွေတခါတလေကိုယ့်ကိုယ်ကိုပျော်ကဖြစ်နေသလိုခံစားရတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့နံပါတ်1အနေနဲ့ကစိတ်ကိုဒီနှစ်မှာကြည်ကြည်လင်းလင်းထားနိုင်မယ်ဆိုလို့ရှိရင်တော့တောက်ကြသားသမီးတွေအနေနဲ့အဆအစာရရအောင်မြင်မှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ အချစ်ရဲ့အိမ်ောင်ကြီးတွေနဲ့ပတ်သက်လို့ရှင်ဒီနေ့မှာတောက်ပြသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှင်မိမိရဲ့ဒီချစ်သူရည်စားအိမ်ောင်ဘက်တွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာကောင်းတဲ့သတင်းလေးတွေတစ်ခုပြီးတစ်ခုကြားရတတ်တယ်။ပြီးတော့တို့တွေနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာသတင်းကောင်းလေးတွေလည်းပဲကြုံရတတ်တယ်။တို့နဲ့ပတ်သက်ပြီးတော့လည်းပဲဒီနေ့မှာခုနကတော့ခရီးသွားရတာမျိုးလေးတွေဖျားဘူးထွက်ရတာမျိုးလေးတွေကြုံရတတ်တယ်နော်။အဲ့တော့တောက်ပြသားသမီးမိတ်ဆွေတွေအနေနဲ့အင်္ဂါနံအင်္ဂါနေ့နံ ပိုင်ရှင်တွေချစ်သူရည်စားအိမ်တော်ဘက်အနေနဲ့ပိုင်ဆိုင်ထားတဲ့ဆိုရင်အဲ့ဒီအင်္ဂါနံမိသားစုအတိုင်းဝိုင်းကြောင့်စိတ်ရှုပ်စရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ် အဲ့တော့ဒီနေ့မှာအဲ့ဒီတောက်ကြသားသမီးမိတ်ဆွေတွေအနေနဲ့အင်္ဂါသားသမီးနေနံပိုင်ရှင်တွေကိုအိမ်တော်ဘက်ချစ်သူကြီးစားအနေနဲ့ပိုင်ဆိုင်ထားတယ်ဆိုလို့ရှင်မျက်နှာချင်းဆိုင်တာနဲ့ကိုအစင်မပြေတာမျိုးတွေသူ့အတန်ကိုကြားတာနဲ့တင်ကိုကဒေါသထွက်နေတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့ဒီနေ့မှာအဲ့ဒီနေနံပိုင်ရှင်တွေအနေနဲ့အိမ်တော်ရင်းနဲ့ပတ်သက်လို့ရှင်တော့အဆအဆာရရဂယုစိုက်ပြီးတော့နေထိုင်ရမယ်နှစ်တစ်နှစ်ဖြစ်တယ် အဲ့တော့နောက်တစ်ခုအနေနဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အင်္ဂါနံလုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့သူတွေဥပမာစိုက်ပျိုးရေးလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေအဲဆေးပစ္စည်းရောင်းတဲ့ဆိုင်တွေခုနကလူတောက်တဲ့ဆေးတွေစိုက်ပျိုးရေးပစ္စည်းเนาะခုနကစိုက်ပျိုးရေးဆေးဆိုင်တွေဆက်ပစ္စည်းဆိုင်တွေပြီးသွားရင်ဝက်ရှော့ဆိုင်တွေเนาะပြီးသွားလို့ရှိရင် အဲစံစီစေးစားเนาะရောင်းတဲ့ဆိုင်တွေကုံစုံဆိုင်တွေเนาะပြီးသွားလို့ရှင်စံကုံတဲ့တွေစဘာစဘာရောင်းဝယ်လုပ်တဲ့သူတွေစဘာလောင်တဲ့သူတွေဆိုရင်ဒီနေ့မှာအဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုလေးတွေအရှုံးပေါ်တာမျိုးလေးတွေအဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ထိခိုက်နေတာစရာလေးတွေဆက်လက်လုပ်ကင်လို့စိတ်မရှိတော့တာမျိုးလေးတွေကြုံရတတ်တယ်အဲ့ဒီလုပ်ငန်းတွေကိုလုပ်ကင်နေတဲ့တောက်ကြသားသမီးတွေဆိုရင်ပိုးပြီးတော့စိတ်ရှည်ပေးရမယ် စိတ်ရှည်မယ်ဆိုရင်တော့ခုနကျွန်တော်ပြောတဲ့ကိစ္စလေးတွေဟာရောနေသွားစီမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကျမ်းမာရေးတွေနဲ့ပတ်သက်လို့ရှင်ဒီနှစ်မှာဘာတွေကယူဆရမလဲ။နှလုံးအားနည်းတာမျိုးလေးတွေစိတ်တက်ကြပြီးတော့စိတ်ကြယောဂခံစားရတာမျိုးလေးတွေအစာမှားတာမျိုးလေးတွေဆေးနဲ့ပတ်သက်ပြီးတော့ဆေးအဆိတ်တင်တာတို့အစာအဆိတ်တင်တာတို့ဖြစ်တတ်တယ်။ဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အက်ဆီဒန်လေးတွေဖြစ်တတ်တယ်။အဲ့တော့ဒီနှစ်မှာဆိုလို့ရှင်အစာအသောက်တွေနဲ့ပတ်သက်လို့ရှင်အငန်းတွေရှောင်ပေးရမယ်။ နောက်တစ်ခုအနေနဲ့ဘာတွေရှောင်ရမလဲဆိုလက်လုံးချင်တွေရှောင်ပေးရမယ်ဝတ်သားတွေရှောင်ပေးရမယ်ဝတ်သားမတဲဘူးဒီနေ့မှာနော်အဲ့တော့နောက်တစ်ခုအနေနဲ့ကျမ်းမာရေးတွေနဲ့ပတ်သက်ပြီးတော့เนาะအင်္ဂါဆရာဆရာမတွေနဲ့ပြသတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ အစင်မပြေတာမျိုးလေးတွေဖြစ်တတ်တယ်မကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြားသားတော့မယ်ဆိုလို့ရှင်အင်းကဆရာဆရာမတွေကိုရှောင်ရှားပြီးတော့ပြားသားမယ်ဆိုရင်မိษွေတို့ရဲ့ကျမ်းမာရေးကိစ္စတွေလည်းအစင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနှစ်မှာဆိုလို့ရှင်တောက်ကြသားသမီးမိษွေတွေနေနဲ့အိမ်ပြုပြင်ရတာမျိုးတွေနော်အဲခုနကတော့အိမ်အစ်စ်စောက်ရတာမျိုးတွေဒါမျိုးလေးတွေလည်းပဲကြုံရတတ်တယ်ထီကန်းနော်ထီနဲ့ပတ်သက်ပြီးတွန့်မိတာမျိုးတွေထီဆူးီးမိတာမျိုးလေးတွေလည်းပဲကြုံရတတ်တယ်နောက်တစ်ခုအနေနဲ့ တောင်းချာသားသမီးမိတ်ဆွေတွေနေနဲ့မိမိတို့အိမ်မှာရှိတဲ့စက်ပစ္စည်းတွေဟာဒီနေ့မှအလိုအလျောက်အကောင်းကနေပြီးတော့စပြီးတော့ပြက်ထာမျိုးတွေချိုးရင်းတာမျိုးတွေစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အကျိုးမပေးသောနှစ်တစ်နှစ်ဖြစ်တဲ့စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးလောက်ကင်နေရတဲ့သူတွေပို့ပြီးတော့ဓာတိထားပြီးတော့လောက်ကင်ရမယ်နှစ်တစ်နှစ်ဖြစ်တယ်အဲ့တော့ပညာရင်းနဲ့ပတ်သက်လို့ရှင်ဒီနေ့မှာ နော်တောက်ကြသားသမီးမိတ်ဆွေတွေအနေနဲ့မိမိရဲ့စိတ်လောမှုမိမိရဲ့ဆုံးဖြတ်ချက်လွဲမှားမှုတွေကြောင့်ပညာရေးနဲ့ပတ်သက်ပြီးတော့အစိတ်တောက်ဖြစ်စရာကိစ္စလေးတွေပြီးရင်မိမိစ조사ထားတဲ့ဟာတွေကမိမိရည်မှန်းထားတဲ့ဟာတွေကလွဲချော်သွားတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့စိတ်တွေနဲ့ပတ်သက်ပြီးတော့စိတ်တူတာမျိုးလေးတွေဒေါသထွက်တာမျိုးလေးတွေကိုရှောင်ရှားပေးရမယ်ထွက်တော့ထွက်မယ်ဒါပေမဲ့အဲဒေါသထွက်တဲ့အချိန်ရှည်ရင်တော့မိမိတို့အစိတ်တောက်ဖြစ်စရာကိစ္စလေးတွေပိုးပြီးတော့များမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနှစ်မှာเนาะ အဲတောက်ကြသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေလည်းပဲရရှိတတ်တယ်။သားသမီးနဲ့ပတ်သက်ပြီးတော့လည်းပဲဒီနှစ်မှာเนาะဝမ်းသာစရာသတင်းကောင်းလေးတွေလည်းပဲကြုံဝကြားရတတ်တယ်။အဲ့တော့ဒီနှစ်မှာဆိုလို့ရှိရင်တောက်ကြသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့သုံးကနန်းစိုးမိုးတဲ့နေ့တွေကိုရှောင်ရှားပေးရမယ်။နောက်တစ်ခုအနေနဲ့အင်္ဂါနေ့နဲ့သုံးကနန်းနဲ့တိုက်နေတယ်ဆိုရင်အဲ့ဒီနေ့တွေမှာအရေးကြီးကိစ္စတွေကို ရန်နာထားမယ်လောက်ဆောင်မယ်ဆိုရင်အစင်မပြေမှုတွေကြုံရတတ်တယ်အဲ့တော့ကျွန်တော်ရဲ့တောက်ကြတာသမီးမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့အိမ်မှာရှိတဲ့나이အဟောင်းတွေစက်ပစ္စည်းအဟောင်းတွေကိုစွန့်ပြပါ나이အဟောင်းတွေရှိနေတယ်ဆိုရင်ဓာတ်ခဲထည့်ပြီးတော့ပြန်သုံးပါเนาะအဲ့တော့စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုလေးတွေကြုံရတတ်တယ်အဲ့တော့ဒီနေ့မှာတောက်ကြတာသမီးမိတ်ဆွေတွေအားလုံးညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့နေအိမ်ဖျားမှာမနက်6နာရီရနေပြီးတော့เนาะ ခန္ဓာနာရီခွဲတွင်မှာတတိကိုမျိုးယောကိုမျိုးလှူဒန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေကိုတိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တောက်ကြတာသမီးမိတ်ဆွေတွေအားလုံးဒီ80နဲ့ခုနှစ်ခုနှစ်မှာကံကောင်းခြင်းမင်္ဂလာဖြာဖြာနဲ့ပြည့်စုံပြီးတော့လောက်သမ ्या ၊ကင်သမ ्या ၊ကြံစီသမ ्या တွေအောင်မြင်ပါစေလို့ကျွန်တော် ဆုတောင်းမြတ်တာပို့တာရင်တောက်ကြတာသမီးမိတ်ဆွေတွေအားလုံးတို့တနစ်စာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်